Hello, this is teacher Imo. Today we are going to learn uh, Unit 2, Lesson 1. အားလုံးမင်္ဂလာပါတချေအိမို့ပါတချေအိမို့ပါအဲ့တော့ကွန်မန့်မှာတချေအိတချေမြင်မြန်ဆိုလိုက်တာကိုမြင်မြန်ပြောတာမလားအဲအားလုံးမင်္ဂလာပါတချေအိမို့ပါဆိုအိမို့လို့မှတ်နေကြအိမို့နော်ချင်းနာမည်ကတချေအိမို့ပါအဲ MOH နော် MOH မဟုတ် Okay ဒီနေ့ကတော့ Chero Lesson 2 uh sorry Unit 2 Lesson 1တင်ကန်းစာတွေကိုလေ့လာရမှာဖြစ်တယ် at a new school ပေါ့နော်ကိုကအကြောင်းတစ်ကြောင်းသွားရမယ်ဆိုရင်ကိုကအစ်အဲ new students and new school ပေါ့နော်ကိုကအကြောင်းတစ်တယောက်လည်းဖြစ်တယ်အကြောင်းသားတစ်တယောက်ဖြစ်တယ်ပြီးလို့ရှိရင်အကြောင်းအစ်ကိုလည်းသွားရမယ်ဆိုရင်ကိုကအဲ့ဒီအကြောင်းမှာ အဲ့အကြောင်းအဲ့ဒီအကြောင်းကအကြောင်းအရာတွေကိုသိကျင်နေဆိုရင်ဘလို့မိခွန်းနေမိမှလဲအဲကိုတွေ့လိုက်တဲ့တငယ်ချင်းကိုပေါ့နော်အဲဒီအကြောင်းနဲ့ပတ်သက်တဲ့မိခွန်းနေကိုသိကျင်တာတွေကိုဘလို့မိရမှာလဲစသည်ဖြစ်ပေါ့နော်အဲ့ဒီအဲ zero တငယ်စာတွေကိုဒီ unit ဒီ lesson မှာသင်ယူရမှာဖြစ်ပါတယ် okay ဒါဆိုရင်ဒီ zero meaning လေးတွေစကြည့်အောင်အဲ့တော့ဒီ zero post time ဒီ video တိုင်းမှာပြောပါရဲ့နော် zero တွေပုံမှန်စတင်နေဆိုလို့ရှင်ရတော့ကလေးတွေကို meaning င်ကိုအရင်ပြတာထက်ပေါ့နော်အဲစကလုံးလေးတွေကိုပို့ပြီးတော့ဒီတင်တဲ့အခါမှာထက်ခါထက်ခါပြော့ပြတာမျိုးဒါကတော့တင်ကြားနည်းအမှန်ပေါ့နော်ဒါပေမဲ့ကလေးတွေကိုပို့မို့ပြီးတော့လွယ်ကူအောင်လို့တင်ကန်းစာတင်တဲ့အခါမှာအခက်ခဲမရှိအောင်လို့ဘယ်လိုတင်ကြားရမလဲဆိုလို့ရှိရင်ဒါကတော့ဒီ meaning words တွေကိုအရင်ဆုံးဒါလေ့လာစီရဲပေါ့နော်ပြီးမှတင်ကန်းစာကိုဆက်ပြီးတော့တင်ကြမယ်ဆိုလို့ရှင်လဲဒါပို့ပြီးတော့လွယ်ကူစေပါတယ်။ Okay number 1 information 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 principal, principal, principal. Librarian, librarian, librarian. Stuff room, stuff room, stuff room. Gatekeeper, gatekeeper, gatekeeper. Vice principal, vice principal, bright principal. Dustbin, dustbin, dustbin. Assembly hall, assembly hall, assembly hall backpacks, backpacks, backpacks. Toilet, toilet, toilet. Clock, clock, clock. Map, map, map. Laboratory, laboratory, laboratory. Cleaner, cleaner, cleaner. Emerging, emerging, emerging. Classmate, 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 rules, rules, z at the end of the terminal, rules, go ahead, go ahead, go ahead, certainly, 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 attend, 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 regularly, 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 sems, 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 valuable, 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 lunch break, lunch break lunch break now vocabulary number 1 answer the questions ဒါတော့ teacher တို့ opening uh types question ပေါ့เนาะအဖွင့်မေးခွန်းအနေနဲ့ဗားဒီအဲကျတို့အဲဒီ teacher တွေကကလေးတွေကိုမေးရမလဲအဲမင်းတို့ကတော့အဲဒီသင်ကလေးတွေကရောဘယ်လိုပြန်ဖြေရမလဲပေါ့เนาะအဲ့တော့ number 1 which school do you go to ဘယ်ကျောင်းကိုမင်းကသွားတာလဲပေါ့နော် which school do you go to ဒါကပုံမှန်သွားနေကြကြအောင်မေးတာဖြစ်တဲ့အတွက်ကျေဟို simple present နဲ့ပဲ question မေးရပါမယ် what do you like about your school အဲ့ဒီမင်းရဲ့ကျောင်းနဲ့အဲပတ်သက်ပြီးတော့ကိုကဘာရီမင်းဘာရီကြိုက်လဲ what do you like about your school what do you like about your school ဒါလဲကျေရော simple present နဲ့ပဲ question မေးမယ်ဒါဆိုရင်ဘလို့ပြန်ဖြေကြမလဲစဉ်းစားကြမယ် အဲ့တော့ကိုเจ้าနာမည်ကိုဖြည့်ပြောပြမှာပေါ့နော် Wisco do go to school ပြီးတော့ဘာကြောင့်ကြိုက်တယ်လဲဆိုတော့ကိုเจ้าမှာဘာလို့ဘလို့တွေကြောင့်ကြိုက်တာလဲဆရာမတွေသင်ကြားရေးကောင်းလို့လားတငယ်ချင်းတွေနဲ့ကစားရလို့လားစသည်ဖြင့် Okay This is simple answer for you I go to a uh, basic education high school Shida you know I live in Shida တခြားရွှေတောင်မှာနေပါတယ်เนาะ Next, number two, I like my school because the teachers are very kind and helpful. We have fun activities and the classrooms are bright and clean. I also enjoyed spending time with my friends during lunch and recess. Okay, Errol, ကျေတော့ကအပေါ်ကဆိုရင်အဲဒါရွှေတောင်က basic education high school เนาะအထက်တန်းကျောင်းပေါ့เนาะကိုသွားတယ်ပြီးနောက်ခုကိုကျောင်းကိုကြိုက်တာကဘာဖြစ်လို့လဲဆိုရင် teachers are very kind တဲ့ဆရာမတွေကအကျဉ်းလာတယ် helpful အာဒါကပြီးရင်အကူညီပေးတယ်ပေါ့เนาะ we have fun activities uh teacher တို့ဒီပျော်စရာကောင်းတဲ့ဒီ activities တွေလှုပ်ရှားမှုတွေလည်းရှိတယ် and the classrooms are bright and clean အဲဒါဒီဘယ်လိုပြောမလဲအလင်းရောင်ကောင်းစွာရပြီးတော့ pride ဖြစ်ပြီးတော့ဒါက clean tension နဲ့ I also enjoy spending time with my friends တငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးရတာကိုလည်းဒါပြောတယ်ဘယ်လိုအချိန်ဒီမှာလဲဆိုရင် during lunch နေ့လယ်သာစားချိန် and uh, reset ဆိုတာကကြတော့ဒီရက်နာတာပေါ့နော်ခိတာဒီရက်နာတဲ့ break time လိုမျိုးဟာပေါ့နော်အချိန်မျိုးမှာအဲဒီတငယ်ချင်းတွေနဲ့ spending လုပ်ရတာအချိန်ကုန်ဆုံးရတာကိုဒါကြိုက်ပါတယ်ပေါ့စသည်ဖြင့်ဒါကတော့ simple answer ဖြစ်တဲ့ကိုကြိုက်တာကိုပြောလို့ရပါတယ်เนาะโอเคဒါဆိုရင် ားခုကြည့်ရအောင် to put put the words in the correct column အ uh, column ဆိုတော့ဒီကျတော့အောက်မှာပေးထားတဲ့ column တွေထဲမှာစကားလုံးတွေကို put လုပ်ရမယ်ထည့်ရမယ်ပေါ့နော်အဲထားရမယ်ပြီးရင် add two more words to each column a column ဒီကျတော့ဒီ column တွေမှာဆိုလို့ရှိရင်စကားလုံးနှလုံးထပ်ပြီးတော့မလုပ်ရမလဲဆိုရင်ထပ်ဖြည့်ပေးရမယ် အဲ့တော့စကလုံးတစ်လုံးချင်းစီတိုင်းကကျေရွာဒီမှာအရင်ဆုံးကစကလုံးနေဖတ်မပြခင် paper လူပေါ့နော်ဘေးစကလုံးကလူပုဂ္ဂိုလ်ပြောတာလဲ places နေရာဘေးစကလုံးတွေကနေရာတွေကိုပြောတာလဲ things in the classroom ဒါကြတော့ school things ပေါ့နော်ဒီ classroom ထဲကရှိတဲ့ဒီအရာတွေပစ္စည်းတွေပေါ့နော်အဲ့အရာတွေကအပါတွေလဲဘေးစကလုံးတွေက things in the classroom ဖြစ်မလဲပေါ့အဲ့တော့ကြာ classrooms classroom ဒါဆို classroom ဆိုတဲ့အတွက်ဒါစာသင်ခန်းလေးစာသင်ခန်းဆိုရင်လူဖြစ်ပါမလား ဒါမှမဟုတ်လို့ရှင် a places နေရာရောဖြစ်နိုင်လား things in the classroom classroom နဲ့ကအရာတခုရောဖြစ်နိုင်လားဒါဆိုရင်ကိုယ့်ဘာကိုထည့်ကြည့်မယ်ချက်အဖြစ်မပြခင်ကိုယ့်ဘာကိုထည့်ကြည့်တာအကောင်းဆုံးပါနော်ပြီးရင် principal principal ကကြတော့အဲဒီကျောင်းဆရာကြီးကျောင်းအုပ်ဖြစ်တဲ့အတွက်ကျောင်းအုပ်ပေါ့နော်ကျောင်းအုပ်ဖြစ်တဲ့အတွက်ခြေတော့ကလူပုဂ္ဂိုလ်လား places လားဒါမှမဟုတ်လို့ရှင် things in the classroom လား chairs chairs chess ကတော့ဒီပါနော် color tiny ပြီးရင် librarian 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 ကကြတော့ library ကကြတော့ library နော်ဒါက librarian စာကြည့်တိုက်မှုဆိုတာရောဒီလိုဘာဖြစ်မလဲပြီးရင် office office ဆိုတာယုံပေါ့နော် office ယုံယုံဆိုရင်ရောဘာဖြစ်မလဲပြီးရင်ယုံယုံ office ဆိုရင်ယုံကံယုံပေါ့နော် office ဆိုရင်ယုံမယ်ပြီးလို့ရှိရင်နောက်ခုက playground ကစားကွင်းပေါ့နော်ကစားကွင်းဆိုရင်ရောပြင်ရဘာဖြစ်မလဲပေါ့ပြီးရင် stat room ဒီဝန်ထမ်းတွေရဲ့အဲ room အခန်းပေါ့နော် ပြီး gatekeeper ကိစ္စောင်းတဲ့သူပြီးရင် timekeeper timekeeper ကကြတော့တရားချိန်စရာပေါ့နော်ပြီးလို့ရှိရင် vice principal သူကျောင်းအုပ်ပေါ့ပြီးရင် library စာကြည့်တိုင်းပြီးရင် desk ခုံနေပေါ့နော်ပြီးရင် dustbin အမိုက်ပုံးနေ teacher ဆရာဆရာမတွေ whiteboard အဒီ whiteboard က whiteboard ပဲပေါ့နော်ပြီးရင်နောက်ကွာ assembly hall assembly ဒီခန်းမပေါ့နော်ပြီးရင်နောက်ကွာ just students ကျောင်းသားတွေပြီးရင် backpack uh, backpacks, uh, double A day being toilet, and uh, the designated books out day being canteen. နော်ဒီစားတောက်တဲ့ဒီ canteen ပေါ့နော်နေရာပြီးလို့ရှိရင် clock စရေးတွေပြီး maps မြေပုံတွေပြီးလို့ရှိရင်နောက်က laboratory အဲဒါကကြတော့ဒီ center camp ပေါ့နော်ပြီးနောက်က cleaner အဲဒါတွေကဇာဆိုရင်ပြမာရေးထည့်မလဲပေါ့နော်ကိုပါကိုစဉ်းစားပြီးမှထည့်မယ်ပြီးတော့မှအဖြစ်ကြည့်မယ် okay ဒါဆိုရင် answer key ကတော့ people နေရာရင် people နေရာမှာဆိုရင် chair principal librarian gatekeeper vice principal teachers students clock and cleaner ကျတော့ဒီအောက်ကကြတော့အဖြစ်မျိုးမျိုးဖြစ်နိုင်တယ်နော်ကိုကြိုက်တာကိုထည့်လို့ရပါတယ် head teacher ဒါမှမဟုတ် sport teacher နော်ထည့်လို့ရပါတယ်နောက်ခု places နေရာတွေကတော့ classroom office အဲ nest playground staff room library assembly hall canteen toilet and laboratory အောက်က this is exam and computer room meeting room ပေါ့နော်ပြီးရင် things အရာဝတ္ထုတွေကြတော့ desk timetable dustbin whiteboard backpacks chairs books maps and net desktop and marker ကိုကြိုက်တာကိုထည့်လို့ရရယ်เนาะဒါမှထည့်ရမယ်မဟုတ်ဘူးကိုထက်ဖြည့်ခြင်းတဲ့စကားလုံးတွေကတော့ကိုကြိုက်တဲ့စကားလုံးကိုကိုထည့်ပြပါเนาะ now you have to imagine you're a new student အကူကအကျောင်းသူအကျောင်းသားတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့ imagine လုပ်ရမယ်စိတ်ကူးရင်ရမယ်အ in a school ဒါကြောင်းမှာပေါ့နော်ပြီးရင် what would you like to know ဘယ်အကြောင်းအရာကိုမင်းကသိချင်တာလဲ about your school မင်းနဲ့မင်းရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြောင်းအရာကိုမင်းသိချင်တာလဲအဲ့ဒါကို write them down ချရေးပေးရမယ်။ဒါဆိုကျတော့မိကွန်ပုံစံနဲ့ခြာရေးပြရမှာပေါ့နော်မိကုံးကိုကိုကဘယ်လိုလုပ်မှလဲကိုသိချင်တဲ့ဟာပေါ့နော်အဲဥပမာဆိုရင်ဒီချက်ကကိုမြန်မာလိုပြောပြမှာပေါ့နော်အဲကျောင်းဥကဘယ်သူလဲနော်ပြလို့ရှိရင်အဲပြီးရင်ဆရာဆရာမဘယ်နှယောက်ရှိလဲစသည်ဖြစ်ပေါ့နော်အဲကစားကွင်းရောရှိလား နော်ဘလို activity တွေလုပ်ရလဲဘလို subject တွေကိုသင်ယူရလဲစသဖြင့်ကိုသိချင်တဲ့မိခွန်းတွေကိုချပြီးတော့ဒါက write them down ရေးခိုင်းတာပါနော် great 8ဖြစ်တဲ့အတွက်ဒါကမိကုန်းတွေကို ကိုယ်တိုင်ရေးနိုင်မယ်လို့ဒါမျှော်လင့်ပါတယ် မိကုံးပုံစံလုပ်တဲ့အခါမှာလည်း teacher တို့ yes or no question နေမိလို့ရတယ်။ not wh question နေမိလို့ရတယ်။အကြောင်း school rules တွေကရောဘာတွေလဲ။ school uniforms ကရောဘယ်လိုမျိုးလဲစသည်ဖြစ်ပေါ့နော်။အဲပြီးရင်အချိန်စရာရောဒီမှာရှိလားပေါ့။ကိုသိချင်တဲ့မိကုံးမှန်သမျှအကုန်လုံးခြာရေးလို့ရတယ်ပေါ့နော်။ဒီမှာတော့ sample answer အနေနဲ့ အဲနောက်မှာအနည်းငယ်ထည့်ပေးထားတယ်အဲ့ဒီအားလေးတွေကို share လို့ like ရေးချင်မယ်အဲတကယ်လို့ကိုလုံးဝမေးတက်ဘူးဆိုရင်တော့ဒီ share ပေးထားတဲ့အဖြစ်ကိုရေးချင်လို့ရတယ်တကယ်လို့ကိုမေးချင်တဲ့ဟာရှိလို့ရှိရင်လည်းပဲ ပါလုံးမလဲဆိုလို့ရှင်အခုပါကိုကိုအတွေးခွန်နေပေါ့နော်ကိုရဲ့အဲဒီ idea နဲ့ကိုမိချင်တဲ့မိကုန်နေမိလို့ရပါတယ်โอเคဒါဆိုရင်ကြည့်ရအောင် what time does school start and finish အဲဒါကကျတော့ does နဲ့ simple present နဲ့ပဲမိရမယ်เนาะ does နဲ့မိထားတယ် school ဒီအနည်းမလို့အာ start နဲ့ finish ဆိုတော့စတဲ့အချိန်နဲ့ဒါကပြီးတဲ့အချိန်ကျောင်းဆင်းတဲ့အချိန်ကိုမိရတယ်မိထားတယ်ပေါ့เนาะပြီးရင် who is the principal of the school ဒီကျောင်းရဲ့ကျောင်းဆရာကြီးအော်ကျောင်းဦးကြီးပေါ့เนาะကျောင်းဦးကြီးက sorry အကြောင်းကြီးကဘယ်သူလဲ how many students are in each class အတန်းတီးတီးမှာဆိုလို့ရှိရင်ကျောင်းသားတွေဘယ်နှယောက်ရှိလဲ what subjects were i study ဘယ်လို subject ကိုငါသင်ယူရမှာလဲ what is the library and computer lab computer lab နဲ့ library ကဘယ်နေရာမှာလဲပေါ့နော်ဒါ simple question မှာ ကိုကြိုက်တာကိုမေးလို့ရရယ်နော် are there any school clubs or activity school club day activities day ဒါနော်ဒီလှုပ်ရှားဆောင်ရွက်မှုတွေပေါ့နော်ပြီးလို့ရှိရင် school club day ကဒါရှိလာပြီးရင်ဟွက်တာ the school rules school rules ဆိုတော့ဒါကြောင့်စီကံနေပေါ့နော်စီကံနေကောဘာတွေလဲပြီးရင် do we have a tie table tie table ကိုရှိလာဒါဆိုရင်အဲ့အရာတွေအကုန်လုံးဒါမျိုးကချပြီးတော့ရေးထားမယ်အားလုံးပေါင်း၈ခုပေါ့နော်ဒီမှာတော့၈ခုရေးထားတယ်၈ခုထပ်ပို့အားရေးလဲဘာမှမဖြစ်ဘူးနော်ရေးလို့ရတယ် ိုက်တာကြိုက်တယ်လို့ရေးနိုင်ပါတယ်အဓိကက simple presence နေသုံးမယ်ပြီးရင်ဒါပေမဲ့လို့ကခုနလိုမျိုးဒီထဲမှာဆိုရင် what subjects were i study ပေါ့နော်ဘယ်လို study တွေ sorry ဘယ်လို subject တွေကိုငါသင်ယူရမှာလဲဆိုလို့ရှိရင်ဒါကအနာဂတ်ကိုမိတာဖြစ်တဲ့အတွက် well နဲ့ဒါက question မိပြီမယ်နော် okay ဒါဆိုရင်ကျေရောနောက်တစ်ခုကြည့်ရအောင် Now listen to the dialogue between a new student and her classmate and take what you hear. တော့ charity မှာじゃ listening ပါ listening ဖြစ်တဲ့အတွက်ဒီမှာဆိုရင် new student နဲ့သူရဲ့ her classmate သူမရဲ့ဒီ attend ဖို့ကဒါကသူတို့နှစ်ယောက်ကြားကရှိတယ် download ကိုနားထောင်ရမယ်ပြီးရင်ဘာကြားလိုက်လဲဆိုတာ what you hear ဘာကြားလိုက်လဲဆိုတာကို tick tick လုပ်ရမယ်ပေါ့အဲ့တော့ school hours ဒီကျောင်းဒီနိုင်ဒီပေါ့နော်ဘယ်နိုင်အဲတက်ရတာလဲစသည်ဖြင့်သူတို့ပြောရင်လည်းပြောလိမ့်မယ်ကျောင်းနိုင်ကြာချိန်ပေါ့နော်ဘယ်နိုင်ကနေဘယ်နိုင်ထိတက်ရတာမျိုးပေါ့နော်အဲ့လိုလည်းဖြစ်ရင်ဖြစ်ကောင်းဖြစ်နိုင်နေဒါဆိုရင် school hours တွေကိုပါလာနာထောက်မယ်ပြီးရင် places နေရာတွေအကြောင်းသူတို့ပြောသွားလာဥပမာ classroom playground canteen စသည်ဖြင့်ပေါ့နော်ပြီးရင် title အချိန်စရာနဲ့ပတ်သက်ပြီးတော့သူတို့ပြောသွားလာပြီးရင် teacher ဆရာဆရာမတွေနဲ့ ပတ်သက်ပြီးတော့ပြောသွားလာပေါ့ပြီး subjects เนาะသင်ယူရမယ့်ဘာသာရပ်တွေပြီး activities လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ရောပတ်သက်ပြီးတော့သူတို့ဘာတွေပြောသွားလဲပြီး number of students student နေနဲ့အဲဒီ student numbers ဒီပေါ့เนาะဒီចောင်းသားចောင်းသူတွေရဲ့အဲဒီဥယျာဉ်တွေကိုရောပြောသွားလာပြီး school rules ចောင်းစည်းကမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရောသူတို့ပြောသွားလာအဲ့တော့ကိုကြားလိုက်တဲ့ဟာလေးကို cherotic လောက်ပါမယ် okay now let's listen carefully Unit 2 Lesson 1 Listening and Speaking Track 3. Exercise 3B. Listen to the dialogue between a new student and her classmate and tick what you hear. Good morning. Good morning. I'm Sandy. Are you a new student? Yes, I am. I'm Finzar. Can I ask you some questions? Sure. Go ahead. What's the name of our principal? Govetmon. What are the school hours? The school starts at 8 a.m. and is over at 3 p.m. And the lunch break is from 11 to 11.30. I see. Where's the school canteen? It's next to the playground. Is there a library? Yes. You can read newspapers, journals, and books there. Can you tell me some important school rules? Certainly. We must attend school regularly we mustn't be late for school. And we mustn't bring large sums of money. Can I bring my mobile phone to school? No, you can't bring valuable things to school. Okay. What about the teachers? Are they good at teaching? Yes, they are. All of them are very good at teaching. What do you like most about the school? School activities. I enjoy doing them. โอเคဒါဆိုရင်ကိုတကယ်လို့နောက်ထပ်ထပ်နားထောင်ခြင်းလို့ရှိရင်အရှိကိုပြန်ပြီးရစ်ပြီးတော့ပြန်နားထောင်ကြည့်ပေါ့เนาะအဲကိုပါကိုဖြေပါအဓိကကတော့ပေါ့เนาะအဲအဲ့တော့ answer key ကတော့ school hours အကြောင်းတွေပြောထားတယ်ပြီးရင် places နေရာတွေအကြောင်းပြောထားတယ်ပြီးတော့ teacher ဆရာဆရာမတွေအကြောင်းပြောထားတယ်ပြီးရင် activities ဒီလှုပ်ရှားဆောင်ရွက်မှုတွေကိုပြောထားတယ်ပြီးရင် school rule school rule နဲ့ပတ်သက်ပြီးတော့ပြောထားတယ်ပေါ့เนาะဒါဆိုရင်ကိုရဲ့ဖြေမှန်လားဒီမှာ check လုပ်နိုင်ပါတယ်โอเคဒါဆိုနောက်တစ်ခုကြည့်ရအောင် Now you have to listen again and complete the dialogue on the next page. ကျတော့ခုထပ်ပြီးတော့နောက်ထပ်ခုနကတော့ လစ်စနီးကိုပဲထပ်နားထောင်မယ်နားထောင်ပြီးတော့သူတို့နှစ်ယောက်ကတကယ်တော့ဒီမှာ script ပါတယ်ပေါ့နော်အဲသူတို့ပြောနေတဲ့အကြောင်းအရာလေးတွေပါပါတယ်ဒါဒီတိုင်းရေးထားတာနော်ဒီတိုင်းတောက်လျှောက်သူတို့ပြောနေတဲ့အကြောင်းအရာတွေရေးထားတယ်အဲ့တော့လွတ်သွားတဲ့ဒီမှာ number လေးရှိရပေါ့နော် what the name what what's the name or our blank ပေါ့နော်အဲ့ဒါဆိုရင်ကိုအဲ့ဒီနေရာမှာပါကြားလိုက်လဲကြားတဲ့အတဲဟာကိုထည့်ပေးမယ်ပေါ့နော် okay now let's listen carefully again unit 2 lesson 1 listening and speaking track 3 Exercise 3b. Listen to the dialogue between a new student and her classmate and tick what you hear. Good morning. Good morning. I'm Sandy. Are you a new student? Yes, I am. I'm Thinzar. Can I ask you some questions? Sure. Go ahead. What's the name of our principal? Davetmon. Mon. What are the school hours? The school starts at 8 a.m. and is over at 3 p.m. And the lunch break is from 11 to 11.30. I see. Where's the school canteen? It's next to the playground. Is there a library? Yes. You can read newspapers, journals, and books there. Can you tell me some important school rules? Certainly. We must attend school regularly we mustn't be late for school. And we mustn't bring large sums of money. Can I bring my mobile phone to school? No, you can't bring valuable things to school. Okay. What about the teachers? Are they good at teaching? Yes, they are. All of them are very good at teaching. What do you like most about the school? School activities. I enjoy doing them. โอเคဒါဆိုရင်ခုနက listening ကိုတခြားလေးနားထောင်ခဲ့မယ်လို့ထင်တယ်လွယ်လေးလွယ်ပါတယ်เนาะသူတို့ပြောတဲ့ဟာလေးကိုလွတ်နေတဲ့နေရာလေးမှာအခြေတို့ထပ်ပြီးတော့ဖြေလိုက်အောင်ပေါ့เนาะအဲ့တော့ဒီမှာဆိုရင်အခြေဒါလေးဘာသာလေးပြန်ပြပါမယ်တင်စား Celtic good morning အဲ့တော့ Sandy says good morning ဒါကနှုတ်ဆက်လိုက်တယ်ပေါ့ I am Sandy ငါကတော့ Sandy ပါ Are you a new student so who is a new student တင်စား right အဲ Sandy ကမင်းကအဲဒီចောင်းသားအစ်စ်လားចောင်းသူအစ်စ်လားမိလိုက်တော့အဲဒါတင်စားက Yes I am I'm Tinsa sir can i ask some question sure go ahead ငါမင်းကိုဒီမိကုန်းနည်းနည်းအနည်းငယ်လောက်မေးလို့ရမလားအဲတီချာရာပေါ့ဆက်ပြီးတော့ပြောပါပေါ့နော်ဆက်မိပါ what's the name or our school principal right ကြားလိုက်တာကအဲကိုပါကြားလိုက်လေအဲ့တော့ဒေါ်တမွန်စန်ဒီ answer ပြီးရင် what are the school hours right အဲ့တော့ school hours school ကြောင်းဒီနားရေးချိန်နည်းနည်းပတ်သက်ပြီးတော့မိတာဖြစ်တဲ့အတွက် the school starts at 8 am and it's over at 3 pm 7နာရီမှဒါပြီးရဲ့အစရဲ sorry စတင်နေပြီးလို့ရှိရင်3နာရီမှတော့ဒါကကျောင်းဆင်းနေပေါ့နော် and lunch uh, the lunch break is from 11 to 11:30 7တနားရနေပြီးတော့ lunch break ကတော့ဒီထမင်းစားခြင်းပေါ့နော်အဲ့ဒါကတော့7ကနေ7:30တိဖြစ်တယ်ပြီးရင် I see uh where's the school canteen ဟုတ်လား canteen လို့ကြားလိုက်တာလားဒါမှမဟုတ်လို့ရှိရင်အာ playground လားအဲ့တော့အဲ့မှာဆိုရင် it's next to the ပါကြလိုက်လေเนาะအဲ့တော့အဲကြားလိုက်တဲ့ဟာလေးကိုဒါထည့်လိုက်တယ်ပေါ့ခုနပြင်ရင်ဖြည့်ရအောင်မှရှိရเนาะအဲ့တော့အဲဒီ school ဘာကဘယ်နေရာမှာလဲအဲ့ဒါကတော့ဘေးရဲ့ဘေးမှာ next to ဆိုတော့ကြတော့ဒါဘေးဘေးမှာပေါ့เนาะဘေးကရဲ့ပုံစံမျိုးပေါ့အဲဒါမှရှိပါတယ်ပြီးရင် playground right and where's the school playground ဒါဆိုရင် it's next to the library library ရဲ့ဒါဘေးမှာရှိတယ်ပေါ့เนาะပြီးရင် is there a library library ရောရှိလားဆိုတော့ yes you can read newspapers journals and book books there အဲ့မှာဆိုရင်မင်းကဒီ journal တွေအာပြီးလို့ရှိရင်စာအုပ်တွေနဲ့သတင်းစာတွေကိုမင်းကဖတ်နိုင်တယ် okay so listen one more time and we'll read for you again Good morning, good morning. I'm Sandy. Are you a new student? Yes, I am. I'm Dinzar. Can I ask you some questions? Sure, go ahead. What's the name of our principal? The Demon. What are the school hours? The school starts at 8 a.m. and it's over at 3 p.m. And the lunch break is from 11 to 11.30. I see. Where's the school playground? It's next to the library. Is there a library? Yes, you can read newspapers, journals, and books there. Okay, next. Can you tell me some important school rules? The school rules. rule, uh, certainly. အဲတေးချပဲပေါ့နော် we must attend school regularly regularly ဆိုတော့ပုံမှန်ပေါ့နော်ပုံမှန်ကျောင်းကိုတက်ရမယ် attend me တက်ရောက်ရမယ် we mustn't be late for school ကျောင်းနောက်မကျရဘူး and we mustn't bring large sums or many ဒီပမာဏများတယ်ပေါ့နော်ကျေတော့ငွေတွေပေါ့ငွေတွေကိုယူဆောင်လို့မရဘူး Can I bring my mobile phone to school? ငါရဲ့ဒီကျောင်းကိုငါရဲ့ဖုန်းယူလာလို့ရနိုင်မလားဆိုတော့ No, you can't bring valuable things to school. အဲကျောင်းကိုတန်ဖိုးကြီးတဲ့အရာတွေယူလာလို့မရဘူး. Okay. And what about the teacher? ဆရာဆရာမတွေရောဘယ်လိုလဲ? Are they good at teaching? ဒီအဲသင်ကြားမှာတော်ကြလားပေါ့. Yes, they are. All of them are very good at teaching. အားလုံးကသင်ကြားရေးမှာဒါတော်ကြတယ်။ What do you like most about the school? โอเคเจ้าเนี่ยပတ်သက်ပြီးတော့အမင်းအဲကြိုက်တာပါလဲပေါ့เนาะအဲ့တော့ school activities ဒါအเจ้าရဲ့လှုပ်ရှားမှုတွေ I enjoy doing them เนาะအဲ့ဒါကြီးလုပ်ရတာကိုငါကပြောတယ်ပေါ့เนาะโอเคဒါဆိုရင် let's look at the answer အဖြေတွေကိုကြည့်ကြရအောင်ပြီးရင်အဖြေတိုက်မယ်ပေါ့เนาะ number 1 principal right number 2 school hours hour ကခြေအကြီးဖြစ်နေတဲ့အသေးနဲ့ရေးရမယ်เนาะ please write with small letter h and next three canteen four playground five library six school rules and seven teachers and eight activities okay right အကုန်လုံးမှန်လား okay မှန်တယ်ဆိုရင်နောက်ခုကြည့်အောင် Next for B, complete the table with the questions in the dialogue. ကျွန်တော် dialogue ထဲမှာမိခွန်းနေပါတယ်မလား? W question တွေလည်းပါတယ်. W question ဆိုတာ WH နဲ့စတဲ့ မေးခွန်းတွေလည်းဖြစ်တယ်လို့ how နဲ့စားတဲ့မေးခွန်းတွေလည်းဖြစ်ပါတယ်အဲ့ဒါ w question တွေဖြစ်တယ်เนาะပြီးရင် yes or no question yes or no ဆိုတာကတော့ chair by နဲ့စမှာလဲဆိုရင် bad to be smr was where ပြီးလို့ရှိရင် bad to do ပေါ့เนาะ do that this ပြီးလို့ရှိရင် have has have had ပြီးလို့ရှိရင်နောက်က can could share show world may my mess အသည့်ဖြစ် sr တွေနဲ့ teacher တို့ထပ်စထားတယ်ဆိုလို့ရှိရင် yes or no question ဒီပါအဲ့တော့ဒီမှာ for example yes or no question are you a new student အဲ့တော့ဘာနဲ့စထားလဲ smr ရဲ့ r နဲ့စထားတယ်ဒါဆို yes or no question w question တိတာပါတယ် w question ဆိုတော့ wh နဲ့ပဲစတာပေါ့နော်ခုနလိုအဲ how နဲ့စတာဒီထဲမှာ how နဲ့စတာပါလားပါရင်တော့ထည့်ပေါ့နော် wh ဖြစ်တဲ့အတွက် wh နဲ့ဒါစထားမယ် what's the name or our principal အဲ့တော့အဲကိုပါကိုအဖြေလေးထည့်ကြည့်ပါ it is this uh this is very easy right ဲ့တော့ကိုပါကိုအဖြေမယ်ပြီးတော့မှဒီချိန်နောက်ကပေးထားတဲ့အဖြေကိုကြည့်မယ်နော် Now let's look at the answer. This is answer keys for you. Yes no question. Can I ask you some questions? Is there a library? Can you tell me some important school rules? Can I bring my mobile phone to school? Are they good at teaching? ချေကူဖတ်ပြသွားတဲ့အတန်ဒီအတန်ထားကိုဒီချာလေးလိုက်မှတ်ပါနော်။ အဲခနိုင် SU sam question အဲ့လိုကြီးတွေမဟုတ်ဘူးเนาะမင်းတို့စာကြက်လို့ရှင်အဲ့လိုကြီးတွေကြက်တယ်လေခနိုင် SU sam question ဥပမာမိကွနေဥပမာအဲတချို့ကပါလေ rearrange လုပ်ရတဲ့မိကွနေမျိုးပုံစံမျိုးဆိုလဲအဲ့လိုကြီးတွေကြက်နေမှာတကယ်တော့ကမိကွမှာမိကွအတန်ရှိတယ်เนาะသူရဲ့ intonation အတန်နှိမ့်မြတက်ကြလေးတွေနဲ့တခြားလေးဖတ်ပါခနိုင် SU sam questions like this is that a library can you tell me some important school rules can i bring my mobile phone to school are they good at teaching? It's like this. Okay. Now the break question. What are the school hours? What are the school hours? Where's the school canteen? What about the teachers? What do you like most about the school? Okay, this is uh, answer key for you. Okay, very, very good. it's very easy right လွယ်လွယ်လေးပါ now now number 5 practice the dialogue in pairs နားနှစ်ယောက်တည်းကခုနတော့ကအရှိကကျတော် listening လဲလုပ်ခဲ့တယ်တချင်လဲဘာသာပြန်ပြီးတယ်တချင်လဲဖတ်ခဲ့ပြီးတယ်အဲ့ဒါကိုအပြန်လှန်နှစ်ယောက်ပေါ့နော်ကိုယ့်ရဲ့ partner နဲ့ကိုယ့်ရဲ့ဒီ classmate နဲ့အတူတူအာမလုပ်ရမလဲဆိုရင် practice လုပ်ရမယ် လောက်ပါเนาะဒါအเจ้าမှတကယ်လို့အချိန်မပေးနိုင်ဘူးဆိုလို့ရှိရင်ဥမာเจ้าကတီချယ်တွေကိုလည်းဒါကဟိုအပြစ်ပြောလို့မရဘူးဒီလိုမျိုးအ practice မလုပ်နိုင်ဘူးပေါ့တချို့เจ้าနေကြတယ်လူအများကြီးသင်ကန်းစာပြီးမြောက်သင်ရတယ်ဆရာဆရာမတွေအနေနဲ့ပေါ့เนาะဒါဆိုရင်ကိုကအိမ်မှာကိုယ့်ရဲ့တငယ်ချင်းရှိလို့ရှိရင်အိမ်မှာလည်း practice လုပ်လို့ရတာပဲဟုတ်တယ်မလားဒါဆိုရင်ကိုယ့်အိမ်မှာပဲတငယ်ချင်းနဲ့အတူတူကိုယ့်မှာတငယ်ချင်းတော့ရှိမှာပဲလေဟုတ်တယ်မလားအဲ့ဒါဆိုရင် practice လုပ်လို့ရတယ်အိမ်ချင်းမနေဘူးမလားကိုခေတ် ဘာတွေတုံးနေလဲဖုန်းတွေတုံးနေရလေနော်အင်တာနက်တွေရှိရလေအဲ့ဒါတွေနဲ့ချေလို့အပြန်လှန်အာဒါပြောလို့ရတယ်တကယ်ချင်းနဲ့ practice လုပ်လို့ရပါတယ်ပြီးရင်နောက်တစ်ခု role plays the dance လို့ဒီခါကြလို့ရှိရင်ဒါကိုပိုင်အဲဒီ emerging လောက်ရမယ်ပေါ့နော် emerging you are a new student ask your partner about the school တချို့ဟိုရှိမှတော့ကကိုကအကြောင်းသားတယောက်အစ်တတယောက်ဖြစ်တယ်အဲ့ဒီအတွက်အကြောင်းနဲ့ပတ်သက်ပြီးတော့ဘာတွေမေးချင်လဲဆိုရင်မိခွန်းနေတချို့ရေးခဲ့တယ်မလားအဲ့ဒီရေးခဲ့တဲ့ဟာတွေကိုကိုယ့်ရဲ့တကယ်ချင်းကိုပြန်ပြီးတော့မေးမယ်ကိုယ့်ရဲ့တကယ်ချင်းကအဲ့မိခွန်း တွေကိုပြန်ဖြေပြီးတော့ဒါကအဲဒီအမီးအဖြေလုပ်လို့ရပါတယ်เนาะ number 6ကကြတော့လေအပေါ်က practice ကပေးထားတဲ့သင်ကန်းစာ textbook တွေကဟာကို practice လုပ်ရမှာစစ်ကကြတော့ချစ်လို့အရှိမရေးခဲ့တဲ့အာကိုကအကြောင်းသားအစ်စ်တယောက်ဖြစ်တဲ့ပြီးရင်မိကုန်းနေဘလို့မေးခြင်းလဲဟာဆိုရဟာ ਨੇ အဲသူ့ကိုဒါမိကုန်းအပြန်လှန်မေးပြီးတော့မလုပ်လို့ရလဲဆိုရင် practice လုပ်လို့ရပါတယ် okay ဒီနေ့သင်ကန်းစာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye see you